ဒီသင်ခန်းစာကတော့အခြေခံ rhythm ပုံစံတွေကို လက်ခုပ်တီးပြီးလေ့ကျင့်ရတဲ့သင်ခန်းစာဖြစ်ပါတယ်။လက်ခုပ်တီးရမယ့်နေရာနဲ့လက်ခုပ်မတီးဘဲရပ်ထားရမယ့်နေရာတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်အောင်ပြထားပါတယ်။လုံးဝမယ့်အဆင့်တစ်ဆင့်ချင်းစီကိုဆရာအသေးချာရှင်းပြပြီးဥဆောင်တီးပြသွားမှာဖြစ်ပါတယ်။အားလုံးဆရာနဲ့တူလိုက်ပြီးလေ့ကျင့်တီးခတ်ကြည့်ကြရအောင်။ကဲတားတို့သမီးတို့ရေအားလုံးမင်္ဂလာပါ။ဆရာတော့ဆရာပုံသင်စဉ်တွင်ဖြစ်ပါတယ်။ ကဲဒါဆိုသားတို့သမီးတို့ဒီခါလေဆရာနဲ့သားတို့သမီးတို့ ਨੇ ထပ်ပြီးတော့ဆုံတွေ့ကြပြန်ပြီနော်ကဲဒါဆိုသားတို့သမီးတို့ဒီခါနော်ဆရာတို့တူတူလေ့လာကြမယ်သင်ခန်းစာပါလေဆိုတော့ rhythm ဟုတ်ပြီနော်ကဲဆိုတော့သားတို့သမီးတို့ rhythm ဆိုတာဆရာတို့ rhythm တွေကအများကြီးရှိတယ်ဟုတ်ပြီလားနော် rhythm တွေထဲမှာတကယ်ဟိုနော်ရိုးရှင်းတယ်လွယ်ကူတယ်ဟုတ်လား အဲ့ဒီ rhythm လေးတွေကစားပြီးတော့တကယ်ကိုခက်ခဲတယ်ရုပ်ထွေးတယ်ဟလာအဲ့ဒီ rhythm တွေဒီ rhythm မျိုးစုံအများကြီးရှိတယ်ဆိုတော့ဒါတို့သမီးတို့ကလည်းအဲ့ဒီ rhythm တွေကိုကိုယ်တိုင်ဖန်တီးပြီးတော့ကိုယ်တိုင်တည်ကြည့်လို့ရတယ်เนาะဆိုတော့ဒါတို့သမီးတို့ရေเนาะဒီ rhythm ပုံစံတစ်ခုကိုเนาะဒါတို့ရဲ့မျက်စိနဲ့မြင်အောင်ပြီးတော့လိုက်ပြီးတီးတာဒါအကောင်းဆုံးဒါလေ့ကျင့်ခန်းတစ်ခုဖြစ်တယ်ကဲဒါဆိုဒါတို့သမီးတို့ရေဒီသင်ခန်းစာမှာဆရာတို့ဘာလုပ်မလဲဆရာ ਨੇ ဒါတို့သမီးတို့နဲ့အတူတူ တကယ်ကိုရိုးရှင်းတဲ့လွယ်ကူတဲ့ rhythm ပုံစံလေးတွေကနေစပြီးတော့တူတူလေ့ကျင့်ကြရင်မကောင်းဘူးလားကဲဒါဆိုစိတ်ဝင်စားရင်ဆရာနဲ့တူတူလေ့ကျင့်လိုက်ကြအောင်ကဲဒါရုပြီးလို့ရေဒါဆိုရင်ဒီကဆရာရဲ့စပွဲပေါ်တီးလိုက်ပါဘောဟောဇဝိုင်းလေးလေးကူရောက်နေတယ်နော်ဆိုတော့ဒီဇဝိုင်းလေးလေးကူမှာနောက်ကြည့်ကြည့်လို့ရှိရင်နံပါတ်ကလေးတွေတက်ထားတယ်ဒီမှာ1 2 3 4ဟုတ်ဇဝိုင်းလေးလေးကူတင်ထားတယ် ဆိုတော့ဒါတို့သမီးတို့ကအခုဘာလုပ်အောင်လဲဆိုတော့ဒီဇယ်ဝိုင်းလေးလေးခုကိုဆရာတို့ကရည်ကြမယ်ဟုတ်ပြီနော်ဆိုတော့အဲ့လိုရည်တဲ့အခါမှာဆရာတို့ကဖြည်းဖြည်းနဲ့ပုံမှန်လေးပဲသွားမယ်နော်မြန်မြန်ကြီးရည်စရာမလိုဘူးဟုတ်ပြီနော်ကြည့်ထားဆိုရင်ဆရာတို့ဒီဇယ်ဝိုင်းလေးတွေကိုအရင်ဆုံးဖြည်းဖြည်းနဲ့ပုံမှန်လေးရည်ထွက်ကြည့်မယ်ကဲဒါဆိုဘလို့ရေတွက်မလဲဆိုတာကိုဆရာအခြေဆုံးကနေတစ်ခေါက်လုပ်ပြမယ်နောက်တစ်ခေါက်ကျရင်ဒါတို့သမီးတို့ကအနောက်ကနေတူတူလိုက်ပြီးတော့ရေတွက်ကြည့်မယ်နော် ကဲဒါဆိုစလိုက်ကြအောင်1 ready go 1 2 3 4ဟောဒါမျိုးတွေ့ရနော်ဘလို့ကြီးတွေ့တာလဲဖြည်းဖြည်းနဲ့ပုံမှန်လေးပဲနော်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီကာသားတို့သမီးတို့ဟာဇာတ်နဲ့တူတူလိုက်ပြီးတော့ရေးတွက်ကြည့်မယ်ကဲဒါဆိုဆရာရှင်းရနေအရင်ဆုံးတိုင်မင်ခေါ်မယ်ပြီးသွားရင်ဒါတို့သမီးတို့ဟာဦးနာဆရာရေးတွက်ပြတဲ့အချိန်ပဲပြန်ပြီးတော့ရေးတွက်မယ် ကဲဒါဆိုရင်တူတူစလိုက်ကြအောင်1 2 ready go 1 2 3 4ကဲဒါဆိုရင်ရသွားပြီနော်စက်ဝိုင်းလေးလေးကိုဘယ်လိုရေတွဲရမလဲသိသွားပြီကဲဒါဆိုရင်ဒါရသမီးတို့ရေဇာတ်ရုပ်ဒီခါကျတော့နည်းနည်းစိတ်ဝင်စားဖို့ကောင်းတာလေးတခုလုပ်မယ်နော်အဲ့ဒါပါလဲဆိုတော့ဒီမှာဇာတ်လက်ထဲမှာဖိုးဝါရုပ်ကလေးကြီးပါတယ် နော်ဆိုတော့အဲ့ဒီဖိုးဝါရုပ်တွေကိုဇေယျဒီဇိုင်းပေါ်မှာထည့်လိုက်တော့တယ်ကဲဒါရပီယိုကြီးဒါဆိုရင်ဇိုင်းလေးတွေကိုကြည့်လိုက်ပါဦးဟောပထမနဲ့ဒူသေးလားမဒူတော့ဘူးဖိုးဝါရုပ်ကလေးတွေဆရာထည့်ထားတယ်နော်ဇိုင်းထဲမှာကဲဒါဆိုရင်ဒါရပီယိုကြီးဆရာတို့ပထမတော့ကဒီဇိုင်းတွေကိုရီဒရက်ခဲ့ရဆရာရိုးရိုးတိုင်မဲ့ရေခဲ့တကယ်နော်ဆိုတော့ဒီတစ်ခါကျတော့ကြည့်လိုက်ပါဦးဟောဖိုးဝါရုပ်တွေပါလာပြီဆိုတော့ဆရာတို့ကဒီဖိုးဝါရုပ်တွေကိုမြင်ရင်ဘာလုပ်မလဲဆိုတော့လက်ခုပ်တစ်ချက်တီးမယ် ဟုတ်ပြီနော်ကဲဆိုတော့ဒါတို့သမီးတို့အခုဖိုးဝါရုပ်လေးဘယ်နှခုကြည်လဲကဲစက်ဝိုင်းလေးနံပါတ်1မှာဖိုးဝါရုပ်ကြည်လားကြည်တယ်ကဲဒါဆိုဖိုးဝါရုပ်လေးကိုတွင်းရင်ဘာလုပ်ရမလဲလက်ကုပ်တစ်ချက်တီးမယ်โอเคကဲဒါဆိုရင်စက်ဝိုင်းနံပါတ်2ကြည့်ကြည့်ပါဖိုးဝါရုပ်ကလေးရှိလားရှိတာပေါ့ကဲဒါဆိုဘာလုပ်ရမလဲ yes လက်ကုပ်တီးရမယ်နော်3ကိုလည်းကြည့်ပါဦးဖိုးဝါရုပ်လေးရှိလားကြည့်တာပေါ့ကဲဒါဆိုရင်3မှာလည်း မလုပ်ရမလဲလက်ခုပ်တီးရပါမယ်ကဲဒါဆို4ကိုလက်ထပ်ကြည့်လိုက်ပါဦး4မှာဘူဝါရုပ်ကလေးထားတာလားရှိတယ်ကဲဒါဆို4မှာလည်းဆရာတို့ကလက်ခုပ်တီးမယ်ကဲဟုတ်ပြီဒါဆိုရင်တောက်တမီတို့ရေဆရာအရှိဆုံးကနေအရင်ဆုံးပထမတစ်ခေါက်လုပ်ပြမယ်နော်ဆိုတော့ဒီဆက်ဝိုင်းလေးခုစလုံးမှာဆရာတို့ဘူဝါရုပ်တွေတွေ့ရတဲ့အတွက်ကြောင့်မလုပ်မလဲလေးခုစလုံးမှာဆရာတို့လက်ခုပ်တီးပါမယ်ကဲဒါဆိုတောက်တမီတို့ရေဆရာအရင်ဆုံးပထမတစ်ခေါက် လုပ်ပြမယ်။တေချာလေးလိုက်ကြည့်တာပါမှတ်ထားပါเนาะနောက်တစ်ခါကျရင်ဒါတို့သမီးတို့ဟာဆရာနဲ့တူတူလိုက်ပြီးတော့လုပ်မယ်။ကဲဒါဆိုပထမဆုံးတစ်ခါဆရာလုပ်ပြမယ်တေချာလိုက်ကြည့်ပါ။စပြီနော်။1 2 ready go 1 2 3 4ကဲဒါတို့သမီးတို့ဆရာလက်ခုပ်တီးတော့တွေ့ရနော်။ဖိုးဝါရုပ်ကလေးတွေရှိရဆက်ဝိုင်းတိုင်းဆက်ဝိုင်းတိုင်းမှာမပါလို့သွားလေလက်ခုပ်လေးတွေတီးသွားတယ် ကဲဒါဆိုဒါတို့သမီးတို့ရေဒီခါဒါတို့သမီးတို့ကလည်းဆရာနဲ့တူတူ live လုပ်ကြမယ်ကဲဒါဆိုရင်ဆရာတိုင်းပင်ခေါ်ပေးမယ်အနောက်ကနေတူတူ live ပြီးတော့လက်ခုတီးကြပါโอเคဒါဆိုဆက်လိုက်ကြအောင်1 ready go 1 2 3 4 very good အာတော့လိုက်တာဒါတို့သမီးပါကဲเนาะဒါဆိုရင်ဆရာတို့ဒါလေးကိုလက်ခုတီးတာရပါပြီ ကဲဒါဆိုရင်ဆရာဒီခါနည်းနည်းလေးပို့ပြီးစိတ်ဝင်စားဖို့ကောင်းအောင်ဆရာလုပ်ဦးမယ်ကဲဒီခါကျတော့ဆရာဘာလုပ်မလဲဆိုတော့ဆရာကဒီဖိုးဝါရုပ်လေးကိုဖယ်ထုတ်လိုက်မယ်နော်ဟောဒီဖိုးဝါရုပ်ကလေးကိုဖယ်ထုတ်လိုက်မယ်ကဲဒါဆိုတော့ပြီးတော့ရေစပွဲပေါ်ကြည့်ပါဦးနော်ပထမပုံစံတစ်ခုနဲ့တူသေးလားမတူတော့ဘူးကဲဒါဆိုရင်ပထမဆုံးဆက်ဝိုင်းနံပါတ်1လေးကိုကြည့်လိုက်ဖိုးဝါရုပ်ကလေးတွေ့လား တွေ့တယ်ကဲဖိုးဝါရုပ်တွေ့လို့ရှိရင်ဇေယျဘာလုပ်ရမလဲလို့ပြောတာလေ yes လက်ကုပ်တီးရမယ်ကဲဒါဆိုရင်ဝါမှာလက်ကုပ်တီးမယ်ကဲဒါဆိုတူးကိုကြည့်လိုက်ပါဦးတူးမှာဖိုးဝါရုပ်တွေ့လားလို့မရှိတော့ဘူးကဲဒါဆိုရင်ဖိုးဝါရုပ်မရှိတဲ့အမိုင်းကိုဇေယျတို့ကဘာလုပ်လဲလက်ကုပ်တီးအောင်မလားမတီးတော့ဘူးလက်ကုပ်မတီးဘူးเนาะနံပါတ်2မှာကဲဒါဆိုရင်3ကိုကြည့်ဟော3မှာရောဖိုးဝါရုပ်ကလေးရှိလားရှိတယ်ကဲရှင်းရင်ဘာလုပ်ရမလဲ လက်ကုပ်တစ်ချက်ဒီမယ်ကဲဟုတ်ပြီနော်ဒါဆိုရင်4ကိုလည်းကြည့်ပါဦးဒီကဟော4မှာ4ဝါရုပ်ရှိလားဟောမရှိဘူးမရှိဘာလုပ်မလဲတီးမလားမတီးဘူးလားမတီးတော့ဘူး4ကိုလွတ်မယ်ကဲဒါဆိုတော့တို့ပြီးလို့ရေဒီပုံစံတိုင်းဆရာတို့တစ်ခေါက်ဒီကြည့်မယ်ဆိုတော့ဆရာထုံးစံတိုင်းမယ်အရင်ဆုံးအရှိရနေတစ်ခေါက်တီးပြမယ်နောက်တစ်ခေါက်ကိုဒါရုသမီးတို့ကဆရာနဲ့အတူတူလိုက်တီးကြမယ်ကဲဟုတ်ပြီလားဒါဆိုသေချာလိုက်ကြည့်ပါလိုက်နားထောင်ပါဆရာ စတီးမယ်နော်သူ့ရဲ့ပုံစံလေးတိုင်းသွားမယ်ဖြစ်ဖြစ်နဲ့ပုံမှန်မယ်နော်ညံစရာမလိုဘူးကဲဒါဆိုရင်စလိုက်ကြအောင်1 2 ready go 1 2 3 4ကဲဒါတို့ပြီးတော့တွေ့ရနော်ဆရာတီးသွားတာဗာလဲဖိုးဝါရုပ်ရှိတဲ့နေရာမှာလက်ခုပ်တီးတယ်မရှိတဲ့နေရာကိုဆရာလက်ခုပ်မတီးဘူးလွတ်လိုက်တယ်ကဲ เนาะဆိုတော့အဲ့ပုံစံလေးတိုင်းသွားမယ်ကဲဒါဆိုရင်ဒါတို့ပြီးတော့ရေခေါင်းထဲမှာပို့ပြီးတော့မှတ်မိသွားအောင်ဒါတို့သမီးတို့ကဆရာနဲ့အတူတူဒီကလိုက်ပြီးတော့လက်ခုပ်လေးတွေတီးတီးလိုက်ကြပါโอเคကဲဒါဆိုစမယ်เนาะ1 2 ready go 1 2 3 4 very good ဟာတော်လိုက်တာကဲเนาะဒါဆိုဒါတို့သမီးတို့ဒါလေးကိုခေါင်းထဲမှာဝင်သွားမယ်လို့ဆရာထင်ပါတယ်ကဲဒါတို့ဒါတို့သမီးတို့ရေเนาะဒီခါကျတော့ဆရာက နော်နောက်ထပ်ပုံစံလေးတစ်ခုဆရာထပ်ပြောင်းခြင်းဟဲ့ဒီခါကျတော့ဆရာဘယ်လိုလုပ်မလဲဆိုတော့နော်ဒီမှာပိုးဝါရုပ်ကလေးရှိမယ်ဟုတ်ပြီဒီဘက်ဆက်ဝိုင်းဒီမှာဆရာပိုးဝါရုပ်ကလေးရှိမယ်ကဲဒီခါကျတော့ဘာလုပ်မလဲဆိုဆရာဒီနံပါတ်1ပိုးဝါရုပ်ကိုဆွဲထုတ်လိုက်ကဲဒါဆိုဒါတို့သူမျိုးကြီးအခုထပ်ကြည့်လိုက်ပါကဲဒါဆိုနံပါတ်1မှာပိုးဝါရုပ်ရှိလားမရှိဘူး ရှိဘူးမရှိရင်ဘာလုပ်မလဲလက်ကုတ်တီးမလားမတီးဘူးနော်မရှိလို့ရှိရင်လက်ကုတ်မတီးဘူးလွတ်လိုက်မယ်ကဲဒါဆိုနံပါတ်2ကိုကြည့်ပါအောင်ဘိုးဘွားရောက်ကလေးတွေ့လားတွေ့တယ်ဒါဆိုရင်လက်ကုတ်တစ်ချက်တီးပါမယ်နံပါတ်3ကိုကြည့်ပါအောင်ဘိုးဘွားရောက်ကလေးရှိလားရှိတာပေါ့ကဲဒါဆိုရင်ဘာလုပ်မလဲလက်ကုတ်တီးမယ်ဟုတ်ပြီ4ကိုလည်းထပ်ကြည့်ဘိုးဘွားရောက်ကလေးတွေ့လားတွေ့တယ်ကဲဒါဆိုဘာလုပ်မလဲအားလုံးသိကြပါရဲ့လက်ကုတ်တစ်ချက်တီးမယ် ကဲဒါဆိုဒါတို့ပြီးတော့ရေဆရာတို့ဒီ pattern လေးတိုင်းတစ်ခေါက်လောက်လက်ခုပ်ဒီမယ်ဆိုတော့ဆရာအရင်တော့အတိုင်းမယ်เนาะပထမဆုံးဒီပြမယ်နောက်တစ်ခေါက်မှာဒါတို့ပြီးတော့ဆရာနဲ့အတူတူလိုက်ပြီးတော့မှတ်မိသွားအောင်ဒီမယ်ကဲဒါဆိုရင်ဆရာအရင်ဆုံးထိပြတာကိုတေချာနားထောင်ပါโอเค1 2 ready go 1 2 3 4ကဲတို့ရေနော်ဆရာ number 1မှာလက်ခုပ်တီးလား မတီးဘူးเนาะဘာလို့လဲဖိုးဝါယုံမရှိလို့ကျန်တဲ့ဖိုးဝါယုံရှိတဲ့အဝိုင်းတွေအကုန်လုံးကိုဇာလက်ကုံတီးသွားတယ်ကဲဒါဆိုသားတို့မိတို့ရေခေါင်းထဲမှာပို့ပြီးတော့မှတ်မိသွားအောင်ဇာနဲ့တူတူဒီကတီးလိုက်ကြအောင်ကဲဟုတ်ပြီเนาะဒါဆိုစမယ်เนาะအလုံး1 ready go 1 2 3 4 very good ကဲဒါဆိုတားရစမီတို့ပါ ဒါအတော်တယ်ကဲဒါဆိုရင်ဇာတ်ရုပ်အခုနော်လက်ခုပ်တီးသွားတာဒါ rhythm လေးနော် pattern လေးတွေကိုဇာတ်ရုပ်မျိုးမျိုးပြောင်းပြီးတော့တီးသွားတယ်ဒါလေးကိုသဘောပေါက်တယ်လို့ဇာတ်ထင်ပါတယ်နော်ဒါတို့ပြီးတော့ဒီ rhythm ပုံစံလေးကိုကိုယ့်ကိုဖန်တီးပြီးတော့လေနော်ကိုယ်စိတ်ကြိုက်ဖန်တီးပြီးတော့ပြန်တီးခြင်းလေရပါတယ်အိမ်မှာလည်းအဲ့လိုမျိုးလေးဇာတ်လုပ်တယ်လို့ဖန်တီးပြီးတော့တီးကြည့်ပါ ပုံမှန်လေးလေ့ကျင့်ကြပါကဲဒါဆိုဒါတို့မျိုးကြီးဇာတ်ရုပ် ဒီဖိုးဝါရုပ်လေ့ကျင့်ခန်းလေးကဆရာတို့တာရုတ်ပြီးတော့ ਨੇ နော်ပို့ပြီးတော့မှတ်မိသွားအောင်ဆရာလေ့ကျင့်ခန်းလေးတခုပြင်ဆင်ထားတယ်။ကဲဒါဆိုရင်အဲ့လေ့ကျင့်ခန်းလေးမှာနော်ဆရာနဲ့တူတူလုပ်ကြည့်ကြမယ်နော်။ကဲဒါတို့ဒီလိုကြီးဒါဆိုရင်ဆရာတို့ဒီက return လေးတွေကိုပို့ပြီးတော့เนาะကျွမ်းကျင်သွားအောင်ဆရာတို့လေ့ကျင့်ခန်းလေးတွေလုပ်ကြပါမယ်။ကဲဒါဆိုဒါတို့ဒီလိုကြီးပထမဆုံးဒါလေ့ကျင့်ခန်းတစ်ခုကို ကြည့်ပါဦးဟုတ်ပြီနော်ကျွန်တော်ကောင်းနေမှာပါမှတ်ထားရမယ်ဆရာတို့ဘိုးဘွားရုပ်တွင်လက်ခုပ်တီးမယ်မတွင်းရင်မတီးဘူးเนาะဒါပဲမှတ်ထားပဲကဲဒါဆိုရင်ဒီမှာဒါလေ့ကျင့်ခန်းပထမတစ်ခုကဲကြည့်မယ်ဒါဆိုရင်လက်ခုပ်တီးကြမယ်เนาะတူတူโอเค1 2 ready go 1 2 3 4 very good okay ဒါဆိုရင်ဆရာတို့ဒါလေးကိုနောက်ထပ်တစ်ခါထပ်ပြီးတော့လေ့ကျင့်ကြည့်မယ်။ Okay အားလုံးအသင့်ဖြစ်ထားမယ်နော်။1 2 ready go 1 2 3 4 very good okay ဒါဆိုရင်เนาะဆရာတို့နောက်ထပ်တစ်မျိုးထပ်ကြည့်မယ်ကဲဒါတို့သမီးတို့ရေကဲအခုဒီကိုကြည့်ပါဦးเนาะဒါဆိုရင်ဆရာတို့နောက်ထပ်လေ့ကျင့်ခန်းတစ်ခု ဟုတ်ပြီနော်ဒါဆိုရင်တူတူဇာတို့လေ့ကျင့်လိုက်ကြရင်မကောင်းဘူးလားဟုတ်ပြီโอเคဒါဆိုရင်ဒီကြည့်မယ်နော်1 2 ready go 1 2 3 4ရီကွတ်ကဲဒါဆိုရင်ဒါဆိုပြီးတော့ဒီဒါကိုနောက်တစ်ခါထပ်ပြီးလေ့ကျင့်မယ်1 2 ready go 1 2 3 4 two, three, four. ဟုတ်ပြီ very good. ကဲဒါတို့မျိုးကြီးနော်ဒီကထပ်ကြည့်လိုက်ပါဦး။ဟောနောက်ပုံစံတစ်မျိုးပေါ့။ကဲဒါလေးကိုလည်းတူတူလေ့ကျင့်လိုက်ကြအောင်။ Okay? Ready? စမယ်နော်။1 2 ready go. 1 2 3 4ဟုတ်ပြီနော်။ Okay. ဒါဆိုရင်နောက်တစ်ခါထပ်ပြီးလေ့ကျင့်မယ်။ โอเค1 2 ready go 1 2 3 go ဟုတ်ပြီကဲဒါဆိုရင်ဒါတော့တာပဲသားတို့သမီးတွေပါဟုတ်ပြီเนาะကဲသားတို့သမီးတွေဟောဒီမှာနောက်ထပ် vote ထပ်ပြီးကြည့်လိုက်ပါဦးကဲဒါဆိုရင်ဇာတ်နဲ့တူတူလေ့ကျင့်ကြမယ်เนาะโอเคအသင့်ဖြစ်တာပါစပြီ1 2 ready go 1 2 3 ဟုတ်ဟုတ်ပြီနော်ကဲဒါဆိုဒါတို့ပြီလို့ရေးဆရာနဲ့နောက်တစ်ခါတက်ပြီးလေ့ကျင့်မယ်ဟုတ်ပြီနော်1 ready go 1 2 3 4 Okay ရပြီနော်ဟုတ်ပြီကဲအရန်တော်လိုက်တာသားတို့သမီးတို့ကဲသားတို့သမီးတို့ရေဟောနောက်တစ်ပုဒ်တက်ကြည့်ပါဦးဒီတစ်ခါလဲနော်ကဲဆရာတို့တူတူလေ့ကျင့်ကြမယ် Okay ကဲစပြီ1 2 3 4 Ready, go! One, two, three, four. Very good. Okay, that's all. So, now we're going to do the legend. How we know? One, two, ready, go! One, two, three, four. Okay, yeah, we know. Okay, very good. How we? ကဲဒါတို့မျိုးကြီးဒါဆိုဒီဘက်ကိုလက် e a ်ကြည့်ပါဦ o เนา e ဆရာတို့တူတူလေ့ကျင့်လိုက်ကြအောင်1 2 ready go 1 2 3 4ဟုတ်ပြီနော်ကဲဒါဆိုနောက်တစ်ခါထပ်ပြီးလေ့ကျင့်မယ်1 2 ready go 1 2 3 4 okay very nice ကဲဒါတို့သမီးတို့ဒါဆိုဒီတစ်ခါထပ်ပြီးတော့ကြည့်ပါဦးကဲနောက်ပုံစံတစ်မျိုးဖြစ်သွားပြီနော်ဟုတ်ပြီဒီပုံစံတိုင်းလိုက်ပြီးတော့လေ့ကျင့်ကြမယ်ကဲစပြီ1 2 ready go 1 2 3 4 ha ah, very good okay ဒါဆိုနောက်တစ်ခါထပ်ပြီးလေ့ကျင့်မယ်နော် okay 1 2 ready go 1 2 3 4 ပေါ့အာတော်လိုက်တာကဲဒါပြီးဒီခါဒီဘုတ်ကိုကြည့်ပါအောင်နော်ဟုတ်ပြီဒ r e a d o 1 2 3 very good ကဲဒါဆိုရင်နောက်တစ်ခါလောက်ထပ်ပြီးတော့လေ့ကျ r e a d o 1 2 ကဲအဲ့တော့ဒါရုပ်ဗီဒီယိုကြီးကျွန်တော်တို့အခု rhythm နဲ့လေ့ကျင့်သွားတာလေ့ကျင့်ခန်းနဲ့အားလုံးပြီးသွားပြီဆိုတော့ဒါရုပ်ဗီဒီယိုကောင်းတဲ့မှာဗာမှတ်ထားရမလဲဆိုတော့ rhythm တွေကိုစပြီးလေ့ကျင့်တဲ့အခါမှာဖြည်းဖြည်းနဲ့ပုံမှန်ပဲလေ့ကျင့်မယ်เนาะမြန်ဖို့မလိုသေးဘူးမှန်ဖို့ပဲလိုတယ်เนาะကဲဆိုတော့ဖြည်းဖြည်းနဲ့စပြီးတော့လေ့ကျင့်မယ်နောက်ပြီးတော့တဖြည်းဖြည်းကျွမ်းကျင်သွားတဲ့အခါမှာเนาะ speak ကိုတင်ပြီးတော့မြန်လို့ရတယ် နော်အဲ့ကြလို့ရှင်ကဲဒါတို့ဒါတို့ပြီးတော့ရေ rhythm တွေကိုလည်းဆရာကလေ့ကျင့်သွားတဲ့အချိန်အိမ်မှာပြန်ပြီးတော့လေ့ကျင့်ကြပါနောက်ပြီးတော့ rhythm ပုံစံတွေကိုလည်းနော်မျိုးမျိုးကွက်ကိုဒီထွင်ပြီးတော့ဖန်တီးပြီးတော့နော်ဒါတီးကြည့်လို့ရတယ်လေ့ကျင့်လို့ရပါတယ်ကဲဒါဆိုရင်ဒီနေ့ဆရာတို့လေ့ကျင့်သွားတာကတကယ်ကို rhythm နဲ့အခြေခံကြတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဆရာနဲ့ဒါတို့သမီးတို့နဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်